ဟိုကိုပီလီကမနေ့ကဟိုသူ့တပည့်မလေးတွေဖုန်းဆက်တဲ့အချိန်မှာကျွန်တော်သိရတယ်သူ့ကိုလှုပ်နိုးလို့မရအောင်ဆိုတော့သူအိပ်ပျော်နေတယ်ထင်တာအိပ်ပျော်နေတယ်ထင်တယ်မနေ့ကလည်းသူတငယ်ချင်းနေနဲ့သွားပြီးမှဟိုဓမင်းစားတော့ကြတယ်စားတော့ပြီးပြန်လာမှအီးအီးဆေးဆေးပဲသူညအောင်အိပ်သွားတယ် အိတ်သွားမှညမှာကလေးမလေးတော့သူကဟိုလေးလေးလေးမမနေဖို့ပါညာပြောပြသေးတယ်မနေ့ကျတော့ तू ငားနိုင်တော့မှရေထတင်သေးရပြောတယ်ပြောမှအဲ့ကနေအိတ်သွားတာဖြစ်ချင်တော့သူကအဲခွန်းအရင်ကြိုက်တယ်ဖြစ်ချင်တော့သူ့ဘေးနားမှာဆောင်းဝီရှိရဆောင်းမချုံထားဘူးဆိုတော့အဲခွန်းငါ तू နဲ့ဘလောက်ပဲကွာလဲဆိုတော့6ပေလောက်ပဲကွာတယ်အဲ့ဒီချိန်မှာအိတ်ပြီးမှပက်လက်လေးလေးပဲအိတ်သွားတာအဲ့ဒီအတိုင်းနဲ့ပဲ तू သွားလိုက်တာ ဘာမှသူယုံရင်ဆန်ခါဘာမှမသိလိုက်ဘူးအချိန်သူတကယ်လည်းတိမယ်သူအချိန်လေးကသူတို့မိနစ်ဝတ်တောင်မရှိရတယ်ဟိုဘာလဲကျွန်တော်တို့ကဟိုဒီ cardiac stroke ပေါ့လေအဲ့ဒါရတယ် ူကတော့ခွေထုတ်မယ်ထုတ်မယ်ထုတ်မယ်ဆိုဖို့သူလှုပ်ထားတယ်အများကြီးရှိတယ်ဒါပေမဲ့သူကစီးပွားရေးကိုအရင်အားတန်နေတာတစ်ဖက်ဟိုဒီဒီ production ပေါ့လေသူရဲ့ဒီအဲဒီ masala now nature now အကုန်လုံးသူလှုပ်ချင်တဲ့ဥစ္စာတွေအကုန်လုံးလုပ်နေတာထုတ်နေတာအဲ့ဒီအတွက်ကိုသူကစိတ်အားပိုသက်သန်ပြီးအရင်ပင်မလုံးမိမှဖြစ်သွားတော့လို့ကျွန်တော်ယူဆပါတယ်အစောပါသေးတယ်သူနေအများကြီးနေလို့ရသေးတယ်သူရဲ့အလုတ် stress ဇောပေါ့လေအများကြီးနေတာကိုပီလေးကကျွန်တော်ရဲ့အကူဆိုလဲဟုတ်တယ်ဟိုအကူကြီးအဖရပါလေကျွန်တော်လေးစားရတဲ့ကိုတယောက်ပါကျွန်တော်ထက်ဂျာမန်မောင်နှမသုံးယောက်ရှိတယ်ပေါ့လေအကူကတော့ပူကြီးတာပေါ့ကျွန်တော်ဟိုကျွန်တော်အကူရဲ့ အဲကျွန်တော်ရေငေါကျွန်တော်ညီရေမြသိရေကျွန်တော်ကအရင်ကတော်တော်လေးတွေ့ကြတယ်ကျွန်တော်ဒေါက်တာမြင့်လွယ်မှာအာဟိုကျွန်တော်တငယ်ချင်းဒေါက်တာရေဝင်းမော်လေမူကင်းဆရာဝန်ကြီးတင်ကန်းညွှန်ဆေးရုံမှာအနေဒီနေ့ကျွန်တော် PM လောက်တော့ result တွေ့တာတော့သူနှလုံး attack ရတာသူက RCA 90%လောက်ရှိတယ် L LED က 80ရာခိုင်နှုန်းလောက်ရှိတယ်เนาะ LVH လည်းနှလုံးလည်းနည်းနည်းကြီးတယ်ဗောလေဒါပေမဲ့သူ့မှာနှလုံးအောက်နယ်လို့တစ်ခေါက်မှမကြဘူးဘူးသူကလေ့ကျင့်ခန်းလုပ်တယ်ကျွန်တော်ပြောရတဲ့အတိုင်းလုပ်တယ်နေတယ်အဲ့လိုမျိုးဖြစ်တာပါကျွန်တော်တို့နာရီကိုအခုနာရီတည်မီးကတော့ဟိုကျွန်တော်လောလောလဲဆယ်တော့ဒီရန်ကင်းဒီရန်နိုင်လန်းဒီမှာကျွန်တော်လောက်ထားပါတယ်နောက်ကျွန်တော်ဟို ဒီတကြုံမနေ့ပေါ့လေတကြုံရက်နေ့တော့ကျွန်တော်ကျွန်တော်ညီမဆိုင် Princess အေရဝတီကနေပဲကျွန်တော်ကားအစင်ပြေလို့အဲ့တော့ parking လဲအစင်ပြေလို့အဲ့ဒီကနေပဲတွက်မယ်ဟုတ်ကဲ့ကြောက်ကုန်းမှာရက်လေကိုလည်းကျွန်တော်အဲ့ Princess အေရဝတီမှာပဲကျွန်တော်လှုပ်ပြီးမလို့လူတွေလာတာအစင်ပြေအောင်လို့နောက်ကား parking လဲကျဲရဆိုလို့အဲ့လိုမျိုးလေးစီစဉ်ထားပါတယ်ကျွန်တော်ယူဆတာတော့နေခင်းလောက်ဖြစ်ပေါ်များတယ်အော်ဒါပေမဲ့သူ့တပည့်မတွေက तू ကလည်းအမြဲတမ်းတနင်္လာနေ့မနေ့က Sunday ကို Sunday ဆိုတော့ကျွန်တော်အလုပ်လုပ်ပိတ်တာ哦အလုပ်ပိတ်တာသူကအိတ်တက်တယ်တခါလေတန်တန်ရေးတန်းဆိုဩသူအိတ်နေတာပဲထိမ့်ပြီးမနိုးတာဟုတ်ကဲ့အဲ့မှာညနေကြမှာသွားနိုးတဲ့ချိန်ညမှာဖြစ်တယ်ဆိုတော့ကျွန်တော်ထင်တာ1 2 3ပေါ့လေအဲ့ဒီနေခင်းမှာဖြစ်ပုံများတယ်သူစီဝါးလေးလေးကိုသူလှုပ်ရှင်တဲ့ဥစ္စာပေါ့ကျွန်တော်တို့လှုပ်လှုပ်သွားပဲသူအိတ်မက်တယ်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်